အမှုတစ်ခုကိုကျွန်တော်ပြောပါမယ်နော်အဲ့ဒီအမှုကိုခင်ဗျားတို့မစီမံမဆောင်ရွက်ဖို့လားကျွန်တော်နာမည်တွေပါကျွန်တော်ထုတ်ပြောပါလိမ့်မယ်နော်တက်နာမည်ကတော့မိုးညင်းမျိုးကနော်ခလာယ15ပါဗျာနော်ခလာယ15အဲ့တော့ကျွန်တော် live တစ်ခုပြောမယ်ဟေ့ဆိုရှင်လေမတရားလုပ်ထားတဲ့သူတွေအနေနဲ့ရင်တထိတ်ထိတ်ပေါ့ဗျာနော်ရင်တထိတ်တွေပါခုတော့ပါလာပါပြီခုမတရားလုပ်ထားတဲ့ပုံစံမျိုးတွေတွေ့လာရပြီအဲ့တော့ခင်ဗျားတို့မိုးညင်းမျိုးခလာယ15 ဖြစ်ချင်တိုင်းဖြစ်နေတဲ့သဘောဦးကိစ္စကိုခင်ဗျားတို့ရှင်းမလားကျွန်တော်အနေနဲ့တော့အားလုံးသောပြည်သူတွေသိအောင်ကျွန်တော်အနေနဲ့ပြောရပါလိမ့်မယ်အဲ့တော့ခလာရ15မှာနော်အမ်ခေါ်မစိုးရှင်ဌာနခွဲဘူကြီးပေါ့သုံးခွင့်ပေါ့သုံးခွင့်ဘူကြီးကသူနဲ့တပတ်စင်တယ်ဆိုတော့သူ့လိုပဲသုံးခွင့်နဲ့ပဲပေါ့ဗျာနော်သုံးခွင့်နဲ့ဘူကြီးတူရဲ့ဇနီးမယားကိုနော်ဇနီးမယားကို အတူတူအရတူတူတောက်ပြီးတော့တဲ့နော်အရတူတူတောက်ပြီးတော့ရရှိဒီစာရိတ်တာထဲမှာပေါ့နော်တနည်းအားဖြင့်အဲမူးလို့ပဲနော်အရတူတူအရမူးအောင်တိုက်ပြီးတော့ကြံစီတယ်ပေါ့ဆိုလိုချင်တာကကြံစီတာလားဒါကတော့ကျွန်တော်အခုစဉ်းစားဆုံးဖြတ်တနည်းအားအခုလောဆက်လောလောဆက်ယူဆလို့ရတာကတော့အရမူးအောင်တိုက်ပြီးတော့လိန်ဆက်ဆံလိုက်တယ်ပေါ့ဗျာနော်အဲလိန်ဆက်ဆံလိုက်တဲ့အခါမှာအဲဘသူ့ကိုခေါ်ခိုင်းနေဆိုတဲ့ခါကျတော့ တက်ကြက်ကြီးပေါ့တက်ကြက်ကြီးနာမည်လည်းကျွန်တော်သိတဲ့နာမည်ကျွန်တော်မပြောသေးဘူးเนาะအဲအဲ့ဒီဒီဘောကောမစ်ဆိုရှင်လင်းရေဝုံးအောင်တိုက်ပြီးတော့ဟောရေဝုံးအောင်တိုက်ပြီးတော့လောက်လိုက်တဲ့ဒီပူကြီးကိုလည်းနာမည်သိတယ်ကျွန်တော်မပြောသေးဘူးเนาะဘာကြောင့်လဲဆိုတော့ရှင်လှုပ်ရှင်တာလှုပ်ဆရာရှိတာကြီးလှုပ်ပါစေဦးပေါ့เนาะကျွန်တော်အများကြီးသိခံထားပါတယ်အဲ့တော့တက်ကြက်ကြီးသွားပြီးခေါ်လာပြီးတယ်ခေါ်လာပြီးတဲ့ခါမှာအရက်တူတူတောက်ကြတယ်တောက်ကြပြီးတော့စာရိတ်သားထဲမှာပဲအာကာမ ဘယ်လိုခေါ်မလဲဆိုရှင်ကြံစီလိုက်တယ်ပေါ့ကာမကြံစီလိုက်တယ်ပေါ့ကာမယူလိုက်တယ်ပေါ့နော်ကာမရယူလိုက်တယ်ပေါ့အဲရယူလိုက်တဲ့အမှုကအဲ့မှာမပြီးသွားဘူးမပြီးတော့ဒီအမျိုးသမီးကမကျေနပ်ဘူးမကျေနပ်တဲ့အခါမှာဒီတယင်းမှုရဲ့မိမကတွားညိတယ်အတူညိမှာပြဿနာတက်အောင်တယင်းမှုကအေးအေးပါကျွန်တော်ဘယ်မှာဖြစ်ဖြစ်နော်ဟိုခင်ဗျားနိုင်ငံအကြီးအကဲတွေမှာလေ ကျွန်တော်တို့ဒီအရာရှိတွေကအဲ့လောက်တိမဟုတ်ဘူးဗျအရာရှိကတော်တွေကတော်တော်ဆိုးတာသူတို့ပဲအုတ်ချုပ်နေတယ်သူတို့ကြောက်တဲ့ပုံစံမျိုးပြတိုင်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 မှာအဲ့လိုပဲသူတို့ကအာနာပါဝါပို့ပြတယ်အဲ့တော့အခုဒီဖြစ်ရက်ကဒီဖြစ်ရက်ကသူစမှာပဲကျွန်တော်တို့တက်တက်လုံးသိကုန်ပါသူကသွားပြီးတော့ညှိနိုင်တာဟုတ်အဲညီမလေးရဲ့မတိုင်ပါနဲ့ပေါ့ပတ်စံငွေ330ပေးပါမယ်ဆိုတဲ့ပုံစံမျိုးသွားညှိတယ်အဲညှိတဲ့အခါမှာတော့သူညှိတဲ့အချိန်မှာကြားသွားတဲ့ရဲမိတယောက်စီကနေပြီးတော့တရင်ကဆက် ပွားပါလေပွားလဲပွားတော့မှမျိုးသမီးရဲ့ယောက်ျားကတိပါတယ်တိပွားတော့ဒေါသထွက်တာဟောဗျာသူသူကိုကိုပေါ့ဗျာနော်သူသူကိုသူ့မိမထီးတဲ့ခါကျတော့သူ့မိမကိုဒါမျိုးကြံစီလိုက်တယ်မနှိမ်လိုက်မနှိမ်ချင်လိုက်တယ်ပေါ့ဗျာနော်ပြောရမယ့်ဆိုလို့ရှိရင်တော့ဟလာဒါဒီတော့ပဲပြောရမှာပေါ့အလိုမတူဘူးဆိုတော့ဒါမနှိမ်ချင်တာပဲနော်အာမနှိမ်ချင်လိုက်ဆိုတော့ယောက်ျားတယောက်ပဲဘယ်ခံနိုင်ရရှိလိမ့်မလဲနော်အတော်သေးတာပေါ့တနတ်တွေပါယူပြီးတော့နင်လားငါလားဆိုပြီးတော့ဟလာနင်လားငါလားသွားမပြတ်တတ်လိုက်တာကံကောင်းတယ် ုဒါပေမဲ့လည်းဒီအရာရှိဒီဘိုးကြီးကသူလည်းဘိုးကြီးပဲဘိုးကြီးကအဲဥပရိနဲ့ရှင်းပါမယ်ဥပရိနဲ့ရှင်းပါမယ်ဆိုပြီးတော့အထက်ကိုတိုင်ပါလေရောနော်အတိုင်တဲ့အခါမှာလုံးဝမတိုင်ဘူးဆိုပြီးတော့တယင်းမှုနာမည်လည်းသိတယ်တယင်းမှုကတော့နာမည်လည်းသိတယ်သူတို့နှစ်ယောက်ကနေပြီးတော့ဖျားပေးပါလေမတိုင်နဲ့ပေါ့နော်လုံးဝမတိုင်ပါနဲ့တိုင်လို့ရှိရင်ဘာဖြစ်မလဲညာဖြစ်မှာပေါ့ဗျာနော်အဲ ါလည်းမဟုတ်သေးဘူးเนาะနောက်ထပ်ဘသူတွေကပါထပ်ပြီးဖြစ်တက်ဆွဲမှုလို့ခေါ်တာပေါ့ကျွန်တော်တို့ဒီအမြောက်တက်ကအမြောက်တက်ကဘုံဘူးကလည်းသူတို့ကိုခေါ်တွေ့ပြီးတော့မတိုင်မို့ဆိုပြီးတော့ပြောပါလေတဲ့။အော်မပြီးသေးဘူးဗျ။အော်ဘုံမဦးရဖားရနဲ့ဒုတိုင်မှုကိုယ်တိုင်ဆင်းလာတိုင်မှုတွေကတော့ဘယ်တော့မှဆင်းမလာဘူးနော်အရာဒီမှလည်းလိုပဲတိုင်မှုတွေကသူ့တိုင်မှုနဲ့လှုပ်လှထားပြီးတော့ဒါအဲဒီလိုပဲဒီနာမခအာခေါ်မဆိုတော့အမ်မဘခမှာပေါ့ဗျာအဲသူတို့ကလည်းသူ့တိုင်မှုကဆင်းလာတယ် စဉ်းလာပြီးတော့မတိုင်ဖို့ပေါ့နော် PRP ပြောဆိုတယ်ပေါ့နော်အကဲတိုင်မယ်ဆိုလို့ရှိရင်ခုဆိုလို့ရှိရင်ဘယ်လိုစီစဉ်လိုက်လဲဆိုတော့ဟိုပုဂ္ဂိုလ်ကတော့ခွင့်မလုပ်ဘူးနော်ဘူကြီးကတော့ခွင့်မလုပ်ဘူးသူမိမကိုဒါမျိုးမရင်းချင်းလိုက်တဲ့ဟာကိုမကျင်းမရင်းချင်းလိုက်ခြင်းကိုလုံးဝခွင့်မလုပ်ပါဘူးခွင့်မလုပ်တဲ့အတွက်ကြောင့်မလို့ဘသူတွေပါပြောပြောတိုင်မယ်တိုင်ပါလေအဲတိုင်လိုက်တဲ့အခါမှာတော့အဲ့ဒီဘူကြီးကဘယ်ဘွားရောက်သွားလဲဆိုတော့ချက်ချင်းလန်ငယ်အရှိတန်းကိုပို့ပလိုက်ပါလား နော်တတ်ထဲမှာလုံးဝမထားတော့ဘူးမင်းရှည်တန်းသွားတော့ဟုတ်ပြီအမှုရင်ဆိုင်နေရတော့မရင်းချင်းခံလိုက်ရတော့ဘူကြီးရဲ့မိမကတော့တက်ပြင်မှာပြီးနေခိုင်းလိုက်ပါပြီတက်ပြင်မှာနေခိုင်းလိုက်ပြီးတော့တိုင်လာတိုင်ချက်ကလည်းပြီးသွားပြီနော်တိုင်ချက်ကတိုင်လာပြီးသွားပြီတိုင်တဲ့ခါမှာတရခံဖြစ်တော့ဘူကြီးကျွန်တော်တို့ဒီဌာနခွဲဘူကြီးကတော့တက်မှာရှိနေပါလေဖမ်းချုပ်ထားတယ်ဆိုပြီးတရခံအောင်တရခံလို့မထားပြင်းနဲ့နော် အရာရှိရိတ်တာမှာသူ့မိမနဲ့အေးအေးဆေးဆေးပဲထားပါလေတဲ့နော်အဲ့တော့ဒီတိုင်ချက်တွေအားလုံးကိုအခုကြားနာစစ်ဆေးနေတယ်အဲ့တော့ကြားနာစစ်ဆေးတဲ့အခါမှာကြားနာစစ်ဆေးတဲ့အခါမှာဒီပေါ့ဘိုလ်ကြီးကသူ့ရဲ့ထွက်ဆိုချက်တွေကိုအတည့်ရလို့ပေါ့တည့်ရလို့ဘိုလ်ကြီးကအခုရှေ့တန်းရောက်နေတဲ့ကြောင့်မဟုတ်လို့ထွက်ဆိုချက်မှန်သမျှကိုရှေ့တန်းအဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့သူတို့စိတ်แท้ကြစိတ်แท้ကပါတော့စီမံတယ်လို့လှုပ်ဖို့ကြံစီနေတဲ့အတိုင်းအတာတွေရှိပြီးတော့ ဒီပေါ့မရင်းကျင်းလိုက်တော့ဘူကြီးကเนาะဟိုဒီပြောမရင်းကျင်းလိုက်လို့ပြောလို့မရဘူးဗျာကာမလိန်လေပြီးယူလိုက်တဲ့เนาะဘူကြီးကအဲဘူကြီးကအခုခုရင်ဆိုင်နေရတယ်เนาะအဲ့တော့ဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့ဟိုပေါ့ပေါ့ပြပြနဲ့လောက်လိုက်လို့ရှိရင်တော့တရားခံကတော့လွတ်သွားမှာဗျာဒီတရားခံကိုကျွန်တော်တို့ကဆက်လက်လေ့လာကြည့်တဲ့အခါမှာအတရားခံကလည်းနည်းနည်းတော့အကောင်မှမဟုတ်ပဲเนาะ တရားခံရတော့ကောင်မို့ဘသူရဲ့သားဖြစ်နေလဲဆိုတဲ့ခါကြတော့နော်အာသူကရဲချုပ်ဟောင်းတယ်နော်ဘူချုပ်တန်းလိုင်ရဲ့တမတ်ဖြစ်နေတယ်ဟောအဲ့တော့ယာရုကလည်းကြီးတယ်ဝေရလည်းရှိပုံရပါတယ်နော်အဲ့တော့ဒီပြဿနာကအခုဖြစ်နေတယ်ခင်ဗျားတို့မယုံလို့ရှိရင်အဲ့တက်မှာစုံစမ်းမှာတရားတွေဒီသတင်းကိုကျွန်တော်စာပြီးရတဲ့အချိန်မှာအဲကျွန်တော်တော့မှပဲပြောရမှာကိုယ့်ကိုယ်ကိုပြန်စဉ်းစားရတယ်ငါအတူတူမဟုတ်ခံနိုင်လား နော်ဟုတ်ပြီအမှန်တရားတက်ငါအမုန်းခံဖို့လည်းဝေမလေးဘူးခင်ဗျားတို့ချစ်ချင်းမုန်းခြင်းပေါ်မှာကျွန်တော်စိတ်ဝင်စားတာမဟုတ်ဘူးကျွန်တော်အဲ့လောက်ပါချုပ်ပြောပြရပဲဒီနီပိန်းဒေါ်လာရေးမှလည်းခင်ဗျားတို့ဒီအစိမ့်နေနော်ဒီမျိုးသားသမားတွေကျုပ်ရက်တီတာကခင်ဗျားတို့ပတ်သက်ခြင်းလို့မဟုတ်ဘူးမတရားတာမြင်လို့ခင်ဗျားတို့ဘက်ကရက်တီတာဖြစ်သလိုတက်မလို့နဲ့ရက်တီတာလည်းဒီလိုမျိုးမတရားမှုကိုမြင်လို့ရက်တီတာဖြစ်တယ်အခုလည်းတက်မလို့မှလည်းမတရားမှုရှိနေများကာလာပတ်လို့ကျွန်တော်တိုက်ပွဲဖြစ်တယ်ခုဒီတိုက်ပွဲမှာလည်းကျွန်တော်ချစ်ချင်းမုန်းခြင်းတွေကိုကျွန်တော်ကူးဆိုင်နေမှာမဟုတ်ပါဘူးခုပြောစရာရှိတော့ ခုကျွန်တော်ပြောပြပြသားပြီအဲ့တော့သူ့ရဲ့သားသူ့ရဲ့သမတ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဲတတော်လေးကိုဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒီသတင်းရရှိတဲ့အချိန်မှာကျွန်တော်ဒီပြူဝှောက်ကြိုးစားတယ်ဒီပြူကြိုးစားတော့လည်းပဲအဲတက်အချိန်နဲ့အချိန်နဲ့အချိန်နဲ့အားလုံးကိုကျွန်တော်လိုက်စုံစမ်းကြည့်ပါသေးတယ်တတော်ကြီးကိုတေချာကျွန်တော်ဘက်ကတေချာလောက်ပြီးလောက်ပြောလို့ရလောက်တဲ့အချိန်နေနိဗာတိရောက်မှာကျွန်တော်အနေနဲ့ဒီလိုသတင်းလေးကိုကျွန်တော်ပြောပါရစေအဲ့တော့ဒီကိစ္စဟာ ဆက်လက်ဆုံးခန်းတဲ့အခါမှာလုံးဝသတင်းဖုံးထားတာတွေသွားတွေ့ရတယ်နော်သတင်းဖုံးထားတာတွေအဲ့တော့ဒီကိစ္စကိုခင်ဗျားတို့အဲကျူးလွန်ခံရသူဒီလင်မယားနှစ်ယောက်ဘက်ကမမမမရက်တီပေးဖို့တော့ကျွန်တော်တို့မှတာဝန်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရက်တီပါတယ်သိရှိစေအောင်လဲတိုင်းပြည်ပြည်တော်ပြောပါပြီဗျာနော်အဲ့တော့အဲ့ဒီတော့ကျွန်တော်တို့အာကျွန်တော်တို့ဒီဒီကိစ္စကိုတည်တည်ကြကြ လေ့လာပေးပါမျိုးဟိုအနိုင်ကျင့်ခံဒီလင်းများနေရာကမျက်နှာမွေးဖြစ်ပြီးအနိုင်ကျင့်ခံပြီးတော့အာနာတွေပါဝါတွေနဲ့ဝိုင်းပြီးတော့ဖိနေတဲ့အတွက်ကြောင့်အမျိုးသမီးလေးခင်ဗျာမအခုတိတ်မကြခင်မှာပေါ့နော်အဲစစ်ချက်တွေထပ်ယူမှာကောင်းမလေးကတော့အခုတက်ပြင်မှာနေနေရပါပြီနော်အမျိုးသားကတော့ရှည်တန်းထွက်နေရတယ်နောက်မှကြံခဲ့တဲ့ဒီတရားခံကတော့တက်ထက်မှအေးအေးဆေးဆေးပဲအမှုစစ်အမှုအမှုတွေတဲ့ဒီတရားခံနဲ့တော့မတူပါဘူးနော်အေးအေးဆေးဆေးနေနေရတဲ့ပုံစံမျိုးတွေတည်းရှိနေပြီအဲ့တော့ မများတို့ဒီကိစ္စကိုမတို့ဆောင်ရွက်มาလဲကျွန်တော်ကတော့မျော်လင့်နေကျွန်တော်လူမျိုးနှလုံးသားရှိတော့စစ်ဘုတ်ချုပ်တွေအမှန်တရားကိုချစ်တော့စစ်တီတွေကျွန်တော်တို့မျော်လင့်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့လည်းကျွန်တော်တို့တော့မှဒါမျိုးနေပြောရင်ခင်ဗျားစစ်သားချင်းတွေတည်းပို့ပြီးတော့ဂိမ်းဆိုင်တင်ဘူးလားဗျာเนาะဟုတ်ပါပြီကဲဟုတ်ပြီအဲ့တော့တိတ်ကောင်းပါလေကြော်ဝင်းနဲ့လေးစားပါခြင်းကျေးဇူးအများကြီးတင်ပါတယ်เนาะဟုတ်ပြီ